ပြည်လာပါကျွန်တော်ကတော့ counseling ပေါ်မှာကောင်းစကားဟိတ်တယ်လို့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောသွားမယ့်အကြောင်းအရာကတော့စိတ်ချမ်းသာရေးအတွက်ပုချခင်ရတဲ့လူတွေနဲ့ချိတ်ဆက်တယ်ဆိုတာကဘယ်လိုမျိုးအရေးပါနိုင်လဲဆိုတဲ့အကြောင်းလေးကိုပြပြပေါ်မှာဖြစ်ပါတယ်ကျွန်တော်ချမ်းသာရေးအတွက်ဆိုရင်လိုအပ်တဲ့အာဟာရပြည့်ဝဖို့ဆိုတာလိုအပ်တယ်လို့ပဲပေါ့နော်အဲကျွန်စိတ်ချမ်းသာရေးအတွက်ကျွန်တော်ဘဝအတွက်မှာဆိုရင်လည်း မိမိချစ်ခင်ရတဲ့လူတွေနဲ့ချစ်ဆက်တယ်ဆိုတာအရန်ဟိပါတဲ့အာဟာရတစ်ခုဖြစ်ပါဖြစ်နိုင်တာပေါ့နော်ကျွန်တော်ဘဝရည်ဆိုတာချိုးပွေတွေများတယ်အလဲပြောင်းတွေများတယ်ဒီလူမျိုးဘဝကိုကျွန်တော်ဖြတ်ကျော်ရတယ်ဆိုတဲ့ချိန်မှာတူတည်းဖြတ်ကျော်ရတယ်ဆိုတဲ့ချိန်ဒီပါရန်ပြန်လာရနိုင်တယ်တူတည်းဖြစ်တယ်ဆိုတဲ့ကံမချက်ကရန်ကိုလေးလံနိုင်တာပဲပေါ့နော်ဒီလိုမျိုးဖြတ်ကျော်တယ်ဆိုတဲ့ချိန်မှာ ကိုချစ်ခင်ရလူနဲ့ချိတ်ဆက်တယ်ကိုချစ်ခင်ရလူတွေနဲ့အတူတူလေးရှိတယ်ဆိုတော့ခံစားချက်နဲ့ဖြစ်ကြရတယ်ဆိုတော့ချိန်ဒီကစားတော့အများကြီးကိုအထောက်အပံ့ဖြစ်နိုင်တာပေါ့။အဲကျွန်တော်ဒီမှာချိတ်ဆက်တယ်ဆိုပြီးကျွန်တော်ပြောနေတယ်ဆိုတဲ့ဥစ္စာကအမြဲတမ်းအတူတူရှိနေရမယ်အမြဲတမ်းစကားပြောနေရမယ်လို့ဆိုလိုချင်တာမဟုတ်ဘူးပေါ့နော်။ဒါကကိုချစ်ခင်ရလူတယောက်ယောက်နဲ့ကိုပုံလေးတစ်ခုပြောလိုက်တာ message လေးစာတူလေးပို့လိုက်တယ်ဆိုတဲ့ဥစ္စာ။ လိုမျိုးလည်းဖြစ်နိုင်တယ်သူတို့နဲ့အတူတူလေးတွေ့လိုက်တယ်သူတို့နဲ့ခဏအတူတူလေးအချိန်ကုန်လိုက်တယ်ဒီနေရာမှာပမသူတို့မဟုတ်ဘူးဆိုရင်တော့သူတို့နဲ့အတူတူပြီးသားမှာရှိနေပေးလိုက်တယ်ဆိုတော့ကိုကကျွန်တော်တို့များကြီးရေးပါနိုင်တယ်သူတို့အတူတူရှိလိုက်တယ်ဆိုတဲ့ဥစ္စာလေးကငါတို့ဒီလောကကြီးကတစ်စိတ်တစ်ပိုင်းဖြစ်တယ် ီလောကကြီးမှာသက်ဆိုင်နေဆိုတဲ့နိုင်နေရာလေးတစ်ခုရှိနေတယ်ဆိုတော့လေးကိုတို့ခံစားရနိုင်တယ်ဒီခံစားချက်လေးတွေကကျွန်တော်စိတ်ဖိစီးမှုတွေ၊ကံတွေပို့ဆိုတဲ့အချိန်တွေမှာကျွန်တော်ကြက်ခိုင်မှုခံနိုင်စွာတွေမြင့်တင်နိုင်ဖို့အတွက်မှာအများကြီးကိုအရေးပါတဲ့အချက်တွေဖြစ်လာတယ်ပေါ့နော်အဲ့တော့ ဒီနေ့မှာကျွန်တော်တရားကိုတရားနဲ့ကျွန်တော်နားထောင်ပြလို့ရတယ်တရားကိုတရားအောင်လဲကျွန်တော်ဖွင့်ပြောဖို့လဲကိုကိုယ်တိုင်အတွက်လဲဖွင့်ပြောဖို့တည်းနေရာတစ်ခုဖြစ်တယ်တရားတော်တရားရှိပြလို့ရတယ်စိတ်ကြမ်းပါရေထောက်ပံ့တယ်စိတ်ကြမ်းပါရေအတွက်အထောက်အကူဖြစ်တယ်ဆိုတဲ့အရာတွေက ဒီလိုမျိုးကောင်းစလင်းဝန်စားမှုတွေစိတ်ကြမ်းမရေးဆိုင်ရာစေခန်းတွေဆေးရုံတွေအပဲစိတ်ကြမ်းမရေးအတွက်အထောက်အပံ့ဖြစ်တဲ့နေရာတွေဖြစ်စေအောင်လုပ်ဖို့ကျွန်တော်ရဲ့ဘေးတော့မင်းကျေကျွန်တော်ပူလာရတဲ့စိတ်ကြမ်းမရေးအတွက်အထောက်အပံ့နေရာလေးတွေဖြစ်လာလို့ရတယ်အဲ့တော့ဒီနေ့တရားလေးနားထောင်ပြီးရဲဆိုတဲ့နောက်မှာကိုချစ်ခင်ရတဲ့သူတရားရောက်ဒါကကိုနဲ့အနေနဲ့ပြောနေကြလူတွေဖြစ်နေတယ် ိတ်မပြောဖြစ်တော့ဘူးဆိုတဲ့လူတရားရောလည်းဖြစ်အောင်ဖြစ်နိုင်တယ်။ဒီလူတရားရောနဲ့ချိတ်ဆက်ပြီးဖို့တက်ဖို့ကြာရောအားပေးခြင်းနဲ့စပြေလာဘယ်လိုရှိနေလဲ။ဒီစကားလေးတွေကဒီလူတရားအတွက်ကျွန်တော်တို့ကိုယ်တိုင်အတွက်အများကြီးကိုတရေပါတဲ့အထောက်ပံ့တခုလေးဖြစ်သွားနိုင်တာပေါ့နော်။အဲ့တော့ဒါလေးကိုပြီးတော့တဲ့နောက်မှာချိတ်ဆက်ဖို့တက်ဖို့တော့ပြောရင်းနဲ့ကြောင့်ဒီနေ့လေးကို နှိကုံချုပ်ခြင်းတယ်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်